မင်္ဂလာပါရှင်။ Harmony Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မြမနန်းတွင်းအပြူတော်များအကြောင်းကိုတင်ဆက်ပေးသွားခြင်းပါရဲ့ရှင်။ ဘရင်စနစ်အုတ်ချုပ်ရေးအစီအစဉ်ကမင်းညီမင်းသားတွေကိုလူပြိုတော်တွေကဝင်းရံခါးစားကြသလိုမိဖုရားမင်းသမီးတွေကိုလည်းပြိုတော်တွေကဝင်းရံခါးစားကြပါတယ်။ဘရင်နန်းရဆောင်ရမိဖုရားအင်ရှိမင်းအင်ရှိမိဖုရားဘရင်မဲတော်ဘရင်သမီးတော်ထိတ်ဆုဖျားထမ်းမှာခါးစားရသူတွေကိုသာတော်တက်ပြီးတော့အပြိုတော်လို့ခေါ်ဆိုကြပါတယ်။ကျန်သမီးတော်တွေနဲ့တာမန်မိဖုရားငယ်တွေထံခါးစားသူတွေကိုတော့အပြိုလို့သာခေါ်ဆိုကြပါတယ်။အပြိုတော်တွေဆိုတာအိမ်အောင်ပြုနိုင်ပြီးတော့တာသမီးမွေးနိုင်တဲ့အခွင့်အရေးလည်းရှိတဲ့အတွက်အပြိုတော်တွေ ထဲမှာအိမ်အောင်ရှိသူတွေလည်းပါဝင်နေပါဗျာ။အပြိုတော်တွေရဲ့ဝစ်စားစီရင်ပုံကိုကြည့်ပြီးတော့အပြိုအအိုခွဲခြားနိုင်ပါနဲ့။ရင်ကျက်အင်ကြီးကို အပြိုတွေကဝစ်ဆင်ကြပြီးတော့ရင်စည်းအင်ကြီးကိုတော့အအိုတွေကဝစ်ဆင်ကြပါဗျာ။ဘရင်ထံပါမှန်နှမ်းဆောင်မှာခါးစားရတဲ့အပြိုတော်တွေကိုမှန်နှမ်းအပြိုတော်လို့ခေါ်ဆိုကြပါဗျာ။ မှန်တမ်းအပြိုတော်တွေကအမျိုးအနွယ်မြင့်မြတ်တဲ့မူကြီးမကြီးတို့ရဲ့သမီးတော်တွေဖြစ်ပါတယ်မြင့်မြတ်တဲ့ဆွေတော်မျိုးတော်တို့မှာဆင့်သက်လာသူတွေစော်ဘွားနေစားကြီးတွေရဲ့သမီးတွေပဲဖြစ်ပါတယ်သူတို့ဟာအပြစ်၆ပါးကင်းပြီးတော့ရုပ်ရည်ချောမောလှပသူတွေလည်းဖြစ်ပါတယ်မှန်တမ်းအပြိုတော်တွေကိုတော့နှိမ့်လဲညလဲဆိုပြီးခွဲခြားထားပြီးတော့နှိမ့်အခါမှာပွဲတော်ကွန်းတော်ပန်းတော်ရင်းဆက်တရရတယ်လို့အနှိတ်တော်ဆက်စိတ်လိမ့်တော်ဆက်ရွှေတောင်းတောင်ရဲ့ဗရမများစီရက်ခတ်စားတဲ့အလုပ်တွေကိုလုပ်ကင်ကြရပါတယ်ညအလဲကြသူတွေထဲမှာတော့စာပေကျွမ်းကျင်သူအပြိုတော် ော်တွေကဇက်တော်တွေကိုဖတ်ကြားရတယ်စာတော်ဖတ်တွေဖြစ်ကြပြီးတော့အိမ်ဖန်တော်ဆောင်ရတဲ့အလုပ်တွေကိုလည်းလုပ်ကြရပါတယ် မှန်တမ်းအပြူတော်တွေကိုဝဲလက်ရားလက်ဆိုပြီးတော့ခွဲခြားထားပါတယ်ဝဲလက်အပြူတော်တွေကဝင်းကြီးမှုမှတ်သမီးဝင်းကြီးမှုမှတ်သမီးတွေပါဝင်ပြီးတော့ဘရင်ရဲ့ထေတော်တင်မခံရသူတွေလည်းဖြစ်ပါတယ်ရားလက်အပြူတော်တွေကတော့ဘရင်ထံမှာဆက်သထားတဲ့သူတွေကိုလှုပ်တော်မောင်းမတော်တွေပဲဖြစ်ပါတယ်မိဖုရားလောင်းတွေဖြစ်ကြတဲ့အတွက်အနဲ့ရောင်တလွန်တော်နဲ့အိပ်ရာပြီးတော့မိဖုရားငယ်ဖြစ်လာတဲ့အခါမှာတော့တလွန်တော်ကိုရွှေပိန်းထဲခွင်ရပါတယ်အပြူတော်တွေထဲမှာအငိတ်အပြူတော်တွေလည်းရှိပါတယ်သူတို့ကဘရင်မင်းမြတ်နဲ့မိဖုရားတို့ရဲ့အဆောင်တော်တွေမှာတိမှုတ်ဖြောပြေးကြရ ပါတယ်။နှိညမပြတ်အတီးအမုံအစိုးကတွေကိုလေ့လာသင်ယူချရပါတယ်။အလူပွဲနဲ့တတမန်တွေကိုအက်ခံရမှလည်းကပ်ပြဖြောပြပေးရပါတယ်။အငိတ်အပြူတော်တွေနဲ့အခြားတာဝန်တွေကဗရင့်ရေအိမ်တော်တွေကိုစောင့်ပေးရခြင်း၊ရေလဲပေးရခြင်း၊လက်တော့ဝတ်ထားပေးရခြင်း၊ဖနတ်တော်ခင်းပေးရခြင်းတွေပဲဖြစ်ပါတယ်။လွတ်တော်မှာတင်ပြလာတဲ့တေတံအမိန့်ကိုဗရင့်ရေအိမ်တော်မှာအစဉ်နနက်ခင်းမှာတင်ပြလျှောက်ထားရပြီးတော့ဗရင်ကတေတံမှပယ်ခြင်းအတီးပြူခြင်းကိုအမိန့်ချပါတယ်။အငိတ်အပြူတော်တွေထဲမှာတော့အကြီးအကဲလို့သူနှစ်ဦးက ဗရင်မှန်နန်းတော်သို့ဝဲတလဲရတလက်ခါစားခွင့်ရှိပါတယ်။အတွင်းရန်ရှိတော်တွေကတက်ကြီးအပြိုတော်ကြီးတွေဖြစ်ကြပြီးတော့မိဖုရားအနာမှာခါစားရပါတယ်။စလုံးထုံးပေးခြင်း၊ပန်းပန်ပေးခြင်း၊ဝဲလဲတော်ဝစ်စင်ပေးခြင်း၊ကောင်းဆိုးတိုင်ပင်အကြံပေးခြင်း၊ပုံဝိထုပြောခြင်းစတဲ့အလုပ်တွေကိုလုပ်ကိုင်ကြရပါတယ်။အလဲရန်ရှိတော်တွေကတော့စပယ်စီပို့ပေးရခြင်း၊ဖနက်တော်ခင်းပေးရခြင်း၊အဝတ်လျှော်ပေးရခြင်း၊ဖျားတင်မှုအတွက်ပန်းရွေတီကုန်းပေးရခြင်းတွေကိုလုပ်ကိုင်ရပါတယ်။ပြည်ရန်ရှိတော်တွေကအသက်ငယ်ရွယ်သူတွေဖြစ်ကြပြီးတော့ပန်းခူပေးခြင်း၊အင်းသာတော်တန ်ရှင်းရေးလုပ်ရခြင်းအညစ်အကြေးတန်ရှင်းသိမ်းဆည်းရခြင်းတွေကိုလည်းပြုလုပ်ရပါတယ်။သားတော်သမီးတော်တွေရဲ့အချီတော်အထင်းတော်အချော့တော်တွေကိုလည်းအပြိုတော်ဆင်းရဲမှာထည့်သွင်းပါတယ်။ဘရင်သားတော်သမီးတော်တွေမွေးဖွားလာခဲ့ရင်တော့မိဖုရားတွေကမိရင်းထဲမှာသာနှုတ်တိုက်ကြပြီးအခြားအချိန်တွေမှာတော့နှိုးရင်းတွေကနှုတ်တိုက်ကြရပါတယ်။နှိုးရင်းတွေကအဆောင်အယောင် အခမ်းအနားတွေပေးအပ်ခံရတယ်လို့တချို့ကတော့မျိုးစာရွာစာအထိပေးအပ်ချီးမြှင့်ရတဲ့အပြိုတော်တွေပဲဖြစ်ပါတယ်။အချီတော်တွေကတော့ကလေးကိုချီးပိုးကြရသူတွေဖြစ်ပြီးအချော့တော်တွေကတော့ကလေးကိုအငိုတိတ်အောင်ချ ချက်မော့ရပြီးအယုတ်အမျိုးမျိုးနဲ့ကလေးကိုချော့မြူရသူတွေပဲဖြစ်ပါတယ်။အရာတော်ဆိုတာကတော့ယူရကျနာစွာကလေးကိုပြုစုဆော့ရှောက်ရသူတွေဖြစ်ပြီးတော့အဝိအစားလဲလဲပေးခြင်း၊ရေချိုးပေးခြင်း၊ပခက်ပေါ်သိပ်ပေးရခြင်း၊နိုးလာတဲ့အခါမှာနိုးရင်းထံအရာချင်းစားတဲ့အလုပ်တွေကိုပြုလုပ်ရတဲ့အပြူတော်တွေပဲဖြစ်ပါတယ်။ဝတီ၊ယူစာ ပပကေတာစန္ဒာမာလာမုတ်တာဘွယ်ပေးခံရတဲ့အပြူတော်တွေရှိကြပြီးတော့အဲ့ဒီဘွယ်တွေထဲမှာတော့ဝတီဘွယ်ကအမျက်ဆုံးဖြစ်ပြီးတော့မုတ်တာဘွယ်ကတော့အနိမ့်ဆုံးပဲဖြစ်ပါတယ်။မျိုးစားရွာစားပေးသနာခံရတဲ့အပြူတော်တွေလည်းရှိပါတယ်။တိဘောမဲလက်ထက်တော်မှာတော့တလင်တမယစနစ်ကိုအကောင့်ထဲ follow တဲ့စုဖရလက်ကနန်းရင်းအပြူတော်တွေနဲ့ပတ်သက်ပြီးတော့အမိတ်စည်းကတ်ချက်တွေကိုပြောင်းလဲခဲ့ပါတယ်။ပါရောမိုဂန်ဤအချိန်မှာတော့နမ်မတော်မီဖရကြီးဖြစ်တဲ့စုဖရလက်ကကိုအိမ်ကိုရာပြောင်းခြင်းနဲ့အပြူတော်တွေကိုပြန်ခွင့်ပြုခဲ့ပြီးတော့မသွားလို့တဲ့ ူတွေကိုဆက်လက်နေထိုင်ခွင့်ပြုခဲ့ပါတယ်။အဲ့ဒီလိုအခွင့်ပေးတဲ့အတွက်နေရက်ပြန်သွားတဲ့သူတွေတည်းရှိသလိုတီဘောမင်းစုဖျားလက်တို့နဲ့အတူအိန္ဒိယအနိုင်ငံကိုလိုက်ပါသွားတဲ့ပြိုတော်တချို့လည်းရှိခဲ့ပါတယ်။အဲ့ဒီအပြိုတော်တွေတဲကတချို့ဟာဆိုရင်လာအနှဲငယ်အကြာမှာမြန်မာနိုင်ငံကိုပြန်လာခဲ့ကြပါတယ်။ပြန်လာသူတွေဟာပြည်တိရှားတို့ရဲ့ထောက်ပံ့ကြေးကိုရရှိခဲ့ပြီးတော့ကျန်းနှန်းတွင်အပြိုတော်တွေကတော့ထောက်ပံ့ကြေးမရရှိခဲ့ဘူးလို့လည်းဆိုပါတယ်။ယနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့မြန်မာနိုင်ငံတွင်အပြိုတော်များကိုလိလာမိသလားတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အကြောင်းအရာများနဲ့ဘ ഹു တုတဖြစ်ဖွယ်သမိုင်းကြောင်းလေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်